ုန်လုံးကိုလင်းဆိုင်ခံတာအဲ့မှာကျွန်တော်ကအကူကြီးတောင်းတာမြန်မာငွေလေးနှစ်သိန်းနဲ့အဲ့တော့သူတို့ဘလို့ပြိပခဖြစ်လို့လည်းမသိဘူးသူကိုလင်းကသူကန်းကြီးရောက်နေရဲ့ညီလေးကိုကြီးစီစဉ်ပေးမယ်ဒါမဲ့ဒီဟာကိုကိုကြီးကူညီပေးမယ်မင်းအခုရှာကူညီတောင်းတာလည်းမပြောနဲ့ဘလို့မှလည်းမပြောတာညီကိုချင်းမင်းတို့ကမင်းကိုရောငါထုတ်ပေးလို့လည်းအမေကိုပတ်စံဈေးကပေးလာလည်းမဟုတ်ဘူးတဲ့။အကြောင်းလဲဆို all right produce by twin link ကိုဗျကျွန်တော်အပြင်မှာတော့ကလာကစားစားစိတ်တွေကိုကိုဆိုက်ရပြင်မယ်။ producer ကသူ။ထားပါတော့။အဲ့တော့ကျွန်တော်ဒီနေ့ချက်မှာကျွန်တော်ခွေကိုသူ produce လုပ်လို့ မရဘူး။တရားတရားမှမရဘူး။သို့သူဘယ်နှခေါက်ပဲထွက်တာကျွန်တော်မရဘူး။ဒါပေမဲ့၄နှစ်တာကျွန်တော်စူးစမ်းခွင့်မှာသူ့ရှာကျွန်တော်ပတ်စံနှစ်သိန်းကျွန်တော်ရှင်းမိလိုက်တယ်။ဒါပေမဲ့ तू ကဒီကိုစိတ်နဲ့အပြေးပေးလိုက်တာလို့ तू ကျွန်တော်ပေးလိုက်တာ။ဖြစ်တာအခွေထွက်ပြီးမှစ2019ခွေထွက်ပြီးအကုန်လုံးကလည်းခွေရီရောင်းရတယ်ကျွန်တော်လက်မှတ်တွေကျွန်တော်မပြောတော့ဘူးအဲ့တော့ကထိလိုက်မယ်ပုံလေးလဲကျွန်တော်တို့အိမ်မှာအခွေထွက်တဲ့ဘွဲမှာကိုလင်းတို့လည်းရှိသေးတာဒီလူတို့အကုန်လာပြီးတယ်ပေါ့နော် နှစ်သိန်းကျောင်းကျွန်တော်ဘန်းထုတ်တာဘာကြောင့်လဲဆိုတော့ငါတို့ကမပြောဘဲနဲ့ကိုရီးယားမြန်တိုင်းတွားပြောလိုက်တဲ့အတွက်ကြောင့်ကျွန်တော်တိုင်းပြောမှာပဲလေကျွန်တော်တိုင်းပြောပိုင်နေလို့ရှိရင်အဲ့ကိစ္စနဲ့ပတ်သက်ပြီးအဲ့ error ကြောင့်ကျွန်တော်ထုတ်တာဆိုတော့ကျွန်တော်မရှင်းလို့ဒီကနေပဲပြောပါမယ်ကိုလင်းလေးနဲ့ကျွန်တော်လည်းနေရာတည်းတည်တဲ့ကိစ္စဗျာဝယ်ရလဲသိန်း30မဟုတ်သိန်း100မဟုတ်သိန်း1000မဟုတ်ဘူးဘာကြောင့်ဘန်းကတည်ပြီးကျွန်တော်ကိုခေါ်ပြီးဖြုတ်တာလဲဘာကြောင့်ကျွန်တော်ဘန်းက drama တွေ guitar list ဆိုမှာအချိန်မှာတော်လိုင်းမှာကျွန်တော်တော်လိုင်းပဲလုပ်တယ်လက်နက်ကင်တော်လိုင်းလက်နက်ကင်တော်လိုင်းပဲလုပ်တယ်ဘာပေါ်တယောက်ဖြစ်အစစ်စစ်ဖြစ်စေချင်လို့ကိုကိုဖြစ်စေချင်လို့ကွက်ကွက်လှုပ်လှုပ်တယ်ရတဲ့ငွေလေးနဲ့ကျွန်တော်ပြန်ထောက်ပံ့တယ် ပြောချင်တာကကိုကထားပေါ့နိုင်ငံကြီးသူတော်စင်လုံးမလားဘာလုံးမလဲနည်းနည်းကွဲပြားဖို့လိုတယ်အစိုးရဘဲလားကွဲမိချားပါလေထပ်ပြောပါဦးမယ်အဲ့ဒါလည်းအဲ့ကိစ္စတွေပြီးတော့ကျွန်တော်လည်းစိတ်ကခုသွားတာပါရောမပတ်သက်တော့အိမ်ပဲနဲ့ကျွန်တော်မပတ်သက်တော့ဖုန်းလည်းမခေါ်ဘူးဘာကြောင့်လဲဆိုတော့ဒါညီကိုချင်းတိတဲ့ကိစ္စလို့သူပြောပြီးတော့ဘန်ကိုပါသူပြောပြီးတော့ကျွန်တော်ဖြုတ်ခိုင်းတဲ့ပုံစံကြီးအဲ့ဒါကျွန်တော်မပတ်သက်တော့မပတ်သက်တဲ့အချိန်ကဘယ်တော့ကြာလာလဲဆိုတော့ကိုဗစ်ကျွန်တော်မှတ်မှတ်ရရကျွန်တော် second wave တင်တယ်ဒါကိုဗစ်တော်တော်ဖြစ်နေတဲ့အချိန်မှာတိရော ခါရောစဉ်းစားကြရည်ဖြစ်တာပေါ့ဗျာသိရလားဟာတလေးပါအဲ့တော့ရှင်းရှင်းလင်းလင်းသိအောင်လို့ရှင်းရှင်းလင်းရှင်းရှင်းအောင်သိရတာအဲ့တော့အဲ့လေပြောတာပါနော်ဟုတ်ကဲ့ကျွန်တော် YouTube reaction လည်းမလုပ်ပါဘူးဒီတိုင်းလေးပဲရှင်းပြတဲ့သဘောပါခိုင်ကြဟာတရရရတော်လဲရသည်လားဟာကြည့်လိုက်အေးပါဆောစုပ်ပြစင်ကြနေကောင်းဆွေယူတာပြီးစတနာပြီးတော့စွချီခွဲစုပရမာတွေခင်းနေတဲ့ဟာဆိုပြီးတော့တတိတာတာရတော့တတိတာကျွန်တော်အတွေ့အကြုံအချို့အရကျွန်တော်မပြောတာ ကျွန်တော်မပြောတာပဲရှိရခလုံးလေးလိုက်ပါပြောမနေနိုင်ဘူးလေဗျနင်းတာမဟုတ်အဲ့လိုလုပ်တဲ့ဟာတွေကအဲ့လိုပဲနည်းနည်းဆောက်လဲပြစ်လာပြီနည်းနည်းယူလာလာမှားလာပြီအေးဖြစ်လာတော့မယ်ကောင်းနေဒီဘောတော့ပြရမလားဘယ်ပေါ့ထိမိရတာပေါ့ဖက်စစ်တရေကိုတိုက်နေပါလေဆိုမှဖက်စစ်သွားဆက်လို့မရဘူးလေတိရမလားတော်ရပါဗျာနော်အဲ့ဒီကမှ Freddy Mercury ဆိုရင်အမကောင်းမှနေခံရမှာမသိဘူးကိုလင်းဖြစ်နေလို့ပေါ့ Freddy Mercury ဆိုကျွန်တော်ခေါင်းလေးပါနေခံရပါတယ် Okay okay ဟုတ်ပြီဟုတ်ပြီဗျာကျွန်တော်လိုက်လေးဟုတ် ကြည့်နေတွေ့နေကြတယ်လူကြမ်း20လားကြည့်နေတော့ဒီ Facebook က live တင်လို့တောင်ကြာပြီအဲ့တော့ Facebook ကလူဝင်နေလဲကင်းကောင်းနေကျွန်တော်ဟိုက YouTube channel ရှိပါတယ် YouTube channel တွားကြည့်ကြပါတော့ကျွန်တော်နိုင်ငံ update လေးတင်ထားတယ်အဓိကတွေးတော့ဒေါ်လာကြီးကိုကျွန်တော်လှူရှားနေတယ်အိမ်မှာအဲ့တော့လေအားပေးကြအောင်နော်ဟုတ်တာခီးသွားရင်းနဲ့အားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့အစိုးရလင်းလင်းရဲ့မူမမှန်တဲ့လုပ်ရက်တွေကိုဖော်ထုတ်သွားတဲ့မြတ်အောင်ဇီတိုရဲ့ရုပ်တံနဲ့အတူစိုက်ထီယိုဖျားဘူး48ဦးအနက်စစ်ကောင်စီတောက်တိုင်6ဦးကိုစဖန်ထားပြီး ကြံသူများကိုပြန်လွတ်လိုက်တဲ့ထူးခြားသတင်းတွေကိုနောက်ပိုင်းမှာဆက်လက်တင်ဆက်ပေးသွားပါမယ်ခင်ဗျာလူလိုလေးဒီလိုလောလတ်တဲ့ဘွားအိမ်မတုံငါကူဆွန်မာဘာမြေဟာလာပါဆုံးနူးပြုံးနေအဲ့လိုမျိုးစားတိုင်းရ ရှင်ပိုက်တာကိုလင်းကအဲ့ဒါကျွန်တော်တွေ့ပျော်တော့ဗျာဒီမှာကျွန်တော်ရဲ့ခွေးကိုထုတ်ပေးမှာကိုလင်းလင်းပေါ့အဲကျွန်တော်ပျော်ပြီးသချင်းလောက်တာလေးနှစ်ကြာသွားတယ်လေးနှစ်လေးနှစ်အဲ့လေးနှစ်တော့တည်းမှာမတဲဆုံးမှကျွန်တော်တွေ့ရတယ်အဲ့တော့ကမက်ထရီစာအခုမချစ်သူပဲပေါ့နော်သူဖေဖေလည်းရှိတယ်အဲ့ကျွန်တော် recording ခန်းထဲမှာဆိုရင်ပကြီးကားချက်တွေမှာအများကြီးပဲတကယ်အစိုးလို့ပြုလို့ကောင်းတာပါဒါပေမဲ့ recording ထိကြတာတွေကအများရမနေတော့ကျွန်တော်တို့ကကိုယ်ကိုယ်ပိုင်ငွေလေးရင်းနဲ့ ဆက်စုပြီးအပြင်မှာ record လုပ်ရတယ် record လုပ်ရတယ်အေး record ကြီးတွေကကိုပေးပေါ့ဗျာသွားကလာကစားကအကုန်ကိုကိုပေးမမရဝမ်းဆိုရင် MDB လေးလောက်တော့ကိုကိုပေးတာပဲတကယ်မမရပဲအိမ်မှာအမေကိုလိန်ပြီးတော့ကျွန်တော်ကျွေးဆက်ဆရာရှိလို့ပါအဲ့၃သိန်းမပေးရင်လူကတတ်တော့မှာဆိုပြီးတော့အိမ်ကနေပြီးတော့လိန်တောင်းတာအမှန် MDB ရိုက်ဖို့ကျွန်တော်မမေဖေဖေရှိသေးတယ်မဆုံးသေးဘူးဖွယ်လွန်သေးဘူးပေါ့ဗျာတို့ကလည်းမေဆိုလဲခုမှလေးလပြည့်လောက်ပဲရှိသေးရောဖွယ်လွန်လားအဲ့တော့ဒါလေးကပြန်ပြောရရင်အခုချိန်မှာဟာတာပေါ့ ဲ့ချိန်တုန်းကတော့တကယ်လူငယ်ပေါ့25 26တည့်တဲ့တိုင်းပြီးတော့ကျွန်တော်ရှိုးဘဲလေးတွေဆိုကြတယ်အခုမထွက်ခင်မှာဆိုရပါတယ် April Wildman ဆိုတာအဲ Sakura Tower ဟိုအပေါ်တုန်းက root တော့မှလဲဆိုတော့ကျွန်တော်တို့ဘိုးထောင်ချက်တီမမတ်ရရပြီးတော့ဒါဟို Asia Rango အဲ့တုန်းကတော့ Focar ရောအစုံပေါ့ဗျာဒါဒီလူတို့ရောကိုဝနာတို့ရောကိုဆိုင်လေး Haneda အစုံပေါ့ကျွန်တော်တို့ကိုသွင်းညီတို့ပါလေဆိုကြပြူကြနဲ့ပျော်စရာကြီးပေါ့ဗျာဒါနဲ့အဲ့ဒီတော့ကကျွန်တော်မှတ်မှတ်ရရ ဘာလို့မှမရှိဘူးဒီအချင်းဆိုလဲလို့ပဲလုပ်တာတချင်းရေးလို့ရရင်စားတယ်ပြုတယ်အဲ့တော့အရှိမကျွန်တော် divorce လုပ်ထားတယ်ကျွန်တော်ရဲ့အရှိက merit life မှာကျွန်တော်ကလေးလေးတယောက်ရတယ်သမီးလေးအဲ့တော့အဲ့သမီးလေးကအဲ့ခြားထဲမှာဖြားတော့ကျွန်တော်ရဲ့ညီကိုလိုပေါ့ဒီတာဒွေတော့ဘတ်ရဲပေါ့ရဲဘတ်ကြီးကိုလင်းလင်းရှာကျွန်တော်နှစ်သိန်းအကူညီတောင်းတယ်မြန်မာငွေနှစ်သိန်းကိုလင်းကျွန်တော်အကူညီလေးပေးပါကျွန်တော်သမီးလေးဖြားလို့ကျွန်တော်သွားကြလို့အဲ့တော့ကိုလင်းတော့ဘောစီတယ်ဆိုင်ကယ်တော်မှ Harley Davidson ဘစ်ဘွားရောစီးတာ အကုန်လုံးတကယ်တို့ကြည့်လိုက်တကယ်ဘောဒီပဲစတူဒီယိုတချင်းသူ့အခွေလုံးမယ်ဆိုအောင်မစတူဒီယိုတဲတာကျွန်တော်ခရီးသားတော့ဒီအခုဒါရောင်နေလို့ပါတော့စတူဒီယိုတချင်းသွင်းဖို့အတွက်စတူဒီယိုတဲတာနေပြီးတော့မှရဲ့ခံကောင်းသားကြီးငါပြီးတော့အိမ်မှာပဲစတူဒီယိုပစ္စည်းကိုအိမ်မှာပြန်ပြီးတော့ install လုပ်ပြီးတော့သွင်းတာဘာကြောင့်လဲဆိုတော့အိမ် move ကိုလိုချင်လို့လဲကန်းကျင်ဆိုလဲကန်းကျင် move ကိုလိုချင်လို့သိရမှာအဲ့လိုမျိုးသွားကြတာကျွန်တော်ကွန်မြင့်ဆော် Mr. Master မြင့်ဆော်เนาะညီမနိုင်ငံမှာအကောင်းဆုံးကွန်မြင့်ဆော်သူ့ပါခေါ်သွားတာဈေးငိမ့်အကုန်လုံး အဲ့မှာကျွန်တော်ကျွန်တော်တို့ဒီ philosophy ဘန်ကအောင်သူနဲ့ထုံသူကပတ်ပါသွားတယ်ဟိုတလောကနေမိတ်မွေလို့ဖမ်းခံတယ်လူတွေထဲမှာပါနေရဈေးကအကုန်လုံးကိုလင်းဆိုင်ခံတာအဲ့မှာကျွန်တော်ကအခုညတောင်းတာမြန်မာငွေလေး2သိန်းနဲ့အဲ့တော့သူတို့ဘလို့ပြိပခါဖြစ်လို့လည်းမသိဘူးသူကိုလင်းကသူကန်းကြီးရောက်နေတယ်ညီလေးကိုကြီးစီစဉ်ပေးမယ်ဒါမဲ့ဒီအောင်ကိုကြီးကူညီပေးမယ်မင်းအခုရှာကူညီတောင်းတာလည်းမပြောနဲ့ဘယ်သူမှလည်းမပြောတာညီကိုချင်းမင်းတို့ကမင်းခွေကိုငါထုတ်ပေးလို့လည်း ။အမေကိုပတ်စံဈေးစကားပေးလာလည်းမဟုတ်ဘူးတဲ့။အဲကြောင့်လဲဆို all right produce by training ကိုဗျ။ကျွန်တော်အပြင်မှာသွားကလာကစားစားစိတ်တွေကိုယ့်ကိုစိုက်ရပြင်မယ်။ producer ကသူ။ထားပါတော့။အဲ့တော့ကျွန်တော်ညားတစ်ချက်မှာကျွန်တော်အခွေကိုသူ produce လုပ်လို့မရဘူး။ညားတစ်ချက်မှာမရဘူး။တော့သူဘယ်နှခေါက်ပဲထွက်တာကျွန်တော်မရဘူး။ဒါပေမဲ့၄နှစ်တာကျွန်တော်စူးစမ်းခွင့်မှာသူ့ရှာကျွန်တော်ပတ်စံနှစ်သိန်းကျွန်တော်ရှင်းမိလိုက်တယ်။ဒါပေမဲ့ तू ကဒီကိုစိတ်နဲ့အပြေးပေးလိုက်တာလို့ तू ကျွန်တော်ပေးလိုက်တာ။ ဖြစ်တာအခွေထွက်ပြီးမှစတယ်2019ခွေထွက်ပြီးအကုန်လုံးကလည်းခွေတွေရောင်းရတယ်ကျွန်တော်လက်မှတ်တွေထိုးတယ်ဖြန့်တယ်ကျွန်တော်ဆိုအခွေလေးပေါအောင်လို့အဲ့အခွေလုံးကြီးကျွန်တော်ယူပြီးအောင်မင်္ဂလာဝေးပြန်နေဖြန့်တိပါတယ်ကျွန်တော်ဆရာအခွေလောင်းဝယ်ပွဲလူဟိုတလောင်းတော်ဒီမှာမဲဆော့မှာကျွန်တော်ကားလေးရေးဆေးနေတာပေါ့ကိုပတ်စံထည့်ပြီးသွားဆေးရနေရပေါ့ဆိုင်မှာဆေးရေးဆေးကြည့်လို့အဲ့မှာဆေးနေနေတဖက်မှာကားရေးဆေးတယ်သူကကျွန်တော်ပြိသက်ဖြစ်နေသူကကျွန်တော်လှမ်းလို့ဆာကိုစည်းမလားဆိုပြီးတော့မှအဲ့တော့မှအခွေကိုဘယ်လိုမျိုးကျွန်တော်ခဲရခက်စစ်ဝယ်ခဲရရပေါ့အဲ့တော့ပြန်ပြီးတော့ဝမ်းသာမိတယ်ကြည်နူးမိတယ်ထားပါတော့နာတစ်ခေတ်ကကျွန်တော်ရဲ့အဆိုတော့ live တစ်ခုပေါ့ ဲ့တော့ဒီခွေကိုပေါက်စီခြင်းလို့အောင်မြင်စီခြင်းလို့တော်တော်ရုံးကန်ခဲ့ရတယ်မကျွန်တော်ပါတယ်အခွေမှာတခြင်းဆက်တဲ့ဘုတ်အဲ73ဘုတ်ရှိတယ်ဆက်တဲ့ဘုတ်ကကျွန်တော်ရေးတာကျောတခြင်းနဲ့စတက်မန်နေတယ်စတက်မန်နေတယ် progressive matter progressive rock မျိုးစားတယ်တင်းစီအောင်အများကြီးပဲအဲ့တော့လူငယ်တွေကြားမှာကျွန်တော်အခွေလေးကပေါက်ခဲ့တယ်လို့ပြောလို့ရတယ်ရောင်းခဲ့ရပါဘို့ခါကျွန်တော်တင်နှခေါက်ပြန်ထုတ်ရတယ်လို့ကျွန်တော်ကြားတယ်ဒါပေမဲ့2019အခွေပိုင်းထွက်ပြီးတော့ဘာလဲကျွန်တော်တွေ့ကျင်တယ်ဆိုခေါ်ပြီးတော့စကားပြောရင်လည်းကျွန်တော်လက်တွဲဖြုတ်တယ်ဘာကြောင့်လဲဆိုတော့ကိုလင်းရှာနှစ်သိန်းယူထားတဲ့ကိစ္စကြောင့်လေ ဒါကျွန်တော် reaction မပြောဘူးနော်ကျွန်တော်ဒီမှာပဲ live ပြောလိုက်တာ Facebook ကနေ reaction မှာကျွန်တော်မပြောတော့ဘူးအဲ့တော့ကတိလိုက်မယ်ပုံလေးလဲကျွန်တော်တို့အိမ်မှာအခွေထွက်တဲ့ဘွဲမှာကိုလင်းတို့လည်းရှိတယ်ဒါဒီလူတို့အကုန်လာပြီးတယ်ပေါ့နော်နှစ်သိန်းကျောင်းကျွန်တော်ကိုဘန်းထုတ်တာဘာကြောင့်လဲဆိုတော့ငါတို့ကမပြောမယ်နဲ့ကိုလင်းရှာမင်းတိုက်ရိုက်သွားပြောလိုက်တဲ့အတွက်ကြောင့်ကျွန်တော်တိုက်ရိုက်ပြောမှာပဲလေကျွန်တော်တိုက်ရိုက်ပြောပါငွေရှင်အဲ့ကိစ္စနဲ့ပတ်သက်ပြီးအဲ့ error ကြောင့်ကျွန်တော်ထုတ်တာဆိုတော့ကျွန်တော်မရှင်းလို့ဒီကနေပဲပြောပါမယ်ကိုလင်းနဲ့ကျွန်တော်နဲ့နေရာတည်းတိတဲ့ကိစ္စဗျာဘွေကလည်းသိန်း30မဟုတ်သိန်း100မဟုတ်သိန်း1000မဟုတ်ဘာကြောင့်ဘန်းကတိပြီးကျွန်တော်ကိုခေါ်ပြီးဖြုတ်တာလဲ ဒါကြောင့်ကျွန်တော်တို့ဘန်ကဒရမ်မာတွေဂီတာလစ်တွေကအမြဲကိုလင်းနဲ့တခုတွဲတွဲနဲ့အိတ်တုံးကအခင်မင်းမှုနဲ့သွားရင်းနဲ့ကျွန်တော်ရဲ့ဒရမ်မာကကိုလင်းဒရမ်မာဖြစ်သွားတယ်။ဟုတ်တော့အိစာလေးရှိရပြီသိလား။ဒါကြောင့်လဲဆိုတော့ဒါရဲဘော်ရဲဘက်ဂီတာမိတ်ပေါ့ဗျာပြောရမယ်ဆိုရင်ဂီတာမိတ်ပေါ့။ဒါကြောင့်လဲဆိုတော့တောင်းတဲ့တောင်းတဲ့တွဲတဲ့ခါမင်းပါရှင်းသားတောင်းလဲကိုပါရှင်းသားတောင်းလဲဘယ်ကနေပြီးတော့ပြန်ပြီးတော့ music team တွေဖားလေးကို reference အနေနဲ့ပြန်ယူကြတယ်။ဒီကြတယ်ခက်ကြတယ်။အဲ့ဒီအနေထားမှာကျွန်တော်ကမြန်မာငွေ2သိန်းနဲ့ ကျွန်တော်ဒီလိုမျိုးလောက်ရခံရတာအဲ့အခွေဆိုတော့ကျွန်တော် show ပဲနောက်တစ်ထပ်မဆိုဖြစ်တော့ MV တွေမထွက်လာတော့ဘူးအဲ့ဒီတက်တဲ့ပုံကို velocity အနေနဲ့လည်းထိလို့မရဘူး producer အနေနဲ့လည်းထိလို့မရဘူးကျွန်တော်ရေးထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လည်းပြောထားပြီးသားအဲ့ဒီအချိန်နဲ့ကျွန်တော်မူလာမှာပြဆိုမှာအချိန်မှာတော်လိုင်းမှာကျွန်တော်တော်လိုင်းပဲလုပ်တယ်လက်နက်ကင်တော်လိုင်းလက်နက်ကင်တော်လိုင်းပဲလုပ်တယ်ဖောက်ပုတ်တယောက်ဖြစ်အဆက်ဆက်ဖြစ်စေချင်လို့ကိုယ်ကိုဖြစ်စေချင်လို့ကွက်ကွက်လှုပ်လှုပ်တယ်ရတဲ့ငွေလေးနဲ့ကျွန်တော်ပြန်ထောက်ပံ့တယ်ပြောချင်တာကကိုကထားပေါ့နိုင်ငံကြီးသူတော်စင်လုံးပါလား ။ဘာလို့မှလဲ။နည်းနည်းကွဲပြားဖို့လိုတယ်။အဆိုတော်ဘဲလား။ကွဲမိကြပါလေ။ထပ်ပြောပါဦးမယ်။အဲ့ဒါနဲ့အဲ့ကိစ္စတွေပြီးတော့ကျွန်တော်လည်းစိတ်ကခုဟာတာပါတော့။မပတ်သက်တော့အိတ်ပဲနဲ့။ကျွန်တော်မပတ်သက်ဘူးကျွန်တော်ဖုန်းလည်းမခေါ်ဘူး။ဘာကြောင့်လဲဆိုတော့ဒါညီကိုချင်းတိတဲ့ကိစ္စလို့သူပြောပြီးတော့ဘန်ကိုပါသူပြောပြီးတော့ကျွန်တော်ဖြုတ်ခိုင်းတဲ့ပုံစံကြီး။အဲ့ဒါကျွန်တော်မပတ်သက်တော့ဘူး။မပတ်သက်တဲ့အချိန်ကဘယ်တော့ကြာလာလဲဆိုတော့ကိုဗစ်ကျွန်တော်မှတ်မှတ်ရရ။ကျွန်တော် second wave ထင်တယ်။ဒါကိုဗစ်တော်တော်ဖြစ်နေတဲ့အချိန်မှာတင်ကြကြကျွန်တော်ရှိဖုန်းဝင်လာကိုလင်းလင်းနဲ့အဲကျွန်တော်ဖုန်းကန်လိုက်တော့ဟုတ်ပြီ โอเคกูပြောပါဗောဒီဂျာထဲမှာတောက်ချက်တော့နှစ်ချီကျွန်တော်စကားမပြောတာကျွန်တော်ဖုန်းကိုမဆက်တော့တာအဲ့မှာဖုန်းဝင်လာတော့ကျွန်တော်ကင်လိုက်တော့အခုရောက်ကမှာဗောအခုရောက်ကမှာဆိုကျွန်တော်ကတီးလိုက်ပြီဥစ္စာကကိစ္စတစ်ခုကိုဖြစ်ပြီအကျွန်တော်နဲ့လည်းဦးလေးလိုခင်ပါတယ်ဘာလဲဆိုမန်လေးဆုံးမှာကျွန်တော်အဲ့ရီကော်ဒင်းမသွင်းနေတယ်ကျွန်တော်မန်လေးဆုံးနှမ်းတာရောက်နေလူဘာလဲဆိုကျွန်တော်အကိုကြီးတချင်းငွေထွက်ခလဲရမန်လေးဆုံးနဲ့ပဲတီးရကိုစော်လက်တို့အဲ့တော့မန်လေးဆုံးနဲ့ကိုစော်လက်တို့နဲ့မခွာပြဲသေးဘူးနောက်ပိုင်းမှာကိုစော်လက်တို့ကဂယ်လော့ရက်ကိုစော်လက်တို့ကရိုးစော်ရှာရွန်နေနဲ့ယူရိုပီးယားတာဝါသူအဲ့မှာစီရိုဂန်နေတယ်မှာသူတို့ချူတီဝင်ကြတာ အဲ့တော့သမဲရပြောอ่ะအဲ့ချိန်ဖုန်းဆက်လိုက်ကိုင်းလိုက်တော့ညဘက်ကြီးအကိုရဲ့ညကတိဒီအမှုဖြစ်လို့ပေါ့ဒီအမေစုရဲ့နှစ်ဖူးပေါ်မှာဖះရဲ့ဆိုင်းကိုသွားဆွဲလိုက်လို့เนาะအမှုဖြစ်နေမဘာသားတွေရောဝှထောက်ကိုတွေရောဝိုင်းချိန်တာအဲ့နဲ့ပတ်သက်ပြီးတော့အကြီးကဲဘသူဘသူရှီရရဲ့ဖုန်းနံပါတ်လိုချင်လို့ပါလေတောင်းလာတာအကြီးကဲဘသူဘသူရဲ့ကြီးကဲဆိုတော့တိတိလေးမဟုတ်ဘူးအကြီးအကောင်ကြီးသူ့ရဲ့ဖုန်းနံပါတ်လိုချင်လို့တောင်းလာတာ ောင်းလာတော့ကျွန်တော်တောင်းပေးလိုက်ပါတယ်။ရော့ဒီမာဒီမာဒီနံပါတ်ဒီနံပါတ်အကိုဆက်လိုက်တော့စင်ပြီးသွားမယ်။ဒါမဲ့အေးကဲကသူဆက်လို့အစင်ပြေတယ်ထင်ပါလေ။အမှုကိစ္စလေဥတော်ဝန်ကိစ္စလေဘာမှမချတော့စင်ပြေသွားတယ်ထင်တယ်။ဘာမှမချတော့တာအလုံးအကုန်လုံးခုံလုံးညင်သွား။ကျွန်တော်လည်းအခုဒီဂျန်နေဒီဖုန်းဆက်တော့မရှိတော့။ဒါမဲ့ဟိုတလောဟိုနေ့တရတော့ fresh ဖြစ်နေတယ်။ဒါမဲ့ကျွန်တော် NUG ကိုကျွန်တော်ဝေဖန်တဲ့အတွက်ကျွန်တော်ကို block ပါတယ်။ block ရတော့ဟိုတလောကကျွန်တော်သူ့ရဲ့ page ကိုဝင်ကြည့်လိုက်တော့ ပြောတဲ့ရှိရင်တဲ့ဒီလာပြောလို့ရတယ်။ဘာညာဆိုတော့ကျွန်တော်လို့ block ခံရတဲ့လူရပြောလို့မရဘူးလေဗျာ။ဟုတ်လားကျွန်တော်ပြောတာ။အဲ့တော့အဲ့တော့ဘာကြောင့်ကျွန်တော်ဒီလိုမျိုးလုပ်ရတာလဲပေါ့နော်။တိတ်ချက်ထူးထီးနေတာ။ပြီးတော့ဒီသားညီကိုတွေပေါ်မှာတော့ဒီလိုမျိုးစိတ်သက်ရှိတယ်ခင်ဗျားက။ဒီတော်လိုင်းမှာဆောင်ရွက်စုပ်ပြုစင်နေလုပ်ပြနေလို့နော်။ပြောမယ်ဆိုတော့တော်လိုင်းမှာဓာတ်ပုံတွေရိုက်ပြတယ်ဗီလာမှာနေတယ်ကျွန်တော်မဲဆောက်မှလည်းသိတယ်ဒါပေမဲ့မပြောဘူး။ဒါကိုနဲ့တစ်ချိန်တော့ညီကိုလိုနေခဲ့လို့ကျွန်တော်မပြောခဲ့ဘူး။တတိယနိုင်ငံရောက်သွားတယ်မပြောဘူးဘာမှမပြောဘူးတတိယနိုင်ငံပြေးသွားတယ်ဟာဘာဖြစ်တယ်ကြာပြေကျွန်တော်မတင်ပါဘူးဘာမှမတင်ပါဘူးအဲ့မဲ့ခုနကပွဲမှာ စစ်တပ်နဲ့ပတ်သက်တဲ့အကင်းအရှင်းတွေဆိုကျွန်တော်ဒီဘက်ဒေါ်လာကြီးကရန်သူကိုကိုယ့်ဘက်သားဖြစ်အောင်တို့ချို့စီဟိုဘယ်လိုပြောဆွဲရတာရှိရနောက်ဆုံးများကျွန်တော်ဒီတောင်ပိုင်း BG ရတောင်မှာကျွန်တော်ဒီ AC ဘတို့ပွဲမှာရွှေကုတ်ကောင်မှာ AC ဘကိုနှစ်ပတ်ညက်တိုက်လို့ကျွန်တော် BD တွေတရရတာရှိတယ်ဒီတောင်ပိုင်းငကားတို့ကော်ပရာတီဟာတို့စအပေါင်းပါတွေကိုနော်ဒီဘက်ထိုင်းဆိုးရကလွှဲပေးလိုက်လို့တို့ BG ကလက်ခံပြီးတော့စကားစောက်အပ်လိုက်လို့ပိုးစိုးပတ်သက်ဆောင်ခံရတာရှိတယ်ဒါပေမဲ့ BG ကတော့တော်လိုက်ပြန်ပါလာတယ်ပြန်တိုက်နေဆိုကျွန်တော်ဘာမှပြောလို့မရဘူး ချိုးရတယ်နည်းနည်းခိုင်ခန့်တတ်တယ်ဗျာဒီလားအဲ့တော့တော်လိုင်းအယူဆနဲ့ဆိုရင်ကျွန်တော်တို့ကရန်သူကိုကိုယ့်ဘာသာပြအောင်လို့အရှိတရာလုပ်ခဲ့တာမဟုတ်လားဒါလည်းအယူလုပ်ခဲ့တာပဲဖားပါတော့ဒါဖေဖေးတတ်မတော်ဆိုပြီးတော့ပြောခဲ့တဲ့မေစုကိုတိုင်ကလည်းဒါရန်သူကိုသူ့ဘာသာသားပြအောင်သူစီးလုံးခဲ့တာလည်းပြန်ပြီးတော့အဲ့တော့ဘာလို့ကြိုက်ဆွေမျိုးတန်းရှိတာတို့ဘာလို့ဆိုရင်ကိုယ်ဆွေကိုမျိုးကိုပြန်ကြည့်ပါဦးအရင်တော့ဘယ်အောက်ကဝင်နေနေတော့နေရတာမြေထားဝင်နေမှနေတာမဟုတ်လားပတ်သက်ရမကင်းရမကင်းချောင်းဆိုရင်ကိုယ့်ကိုယ်ပဲအရင်ဆုံးအရှင်းမလိုက်ကျွန်တော်ပြောတာ ခါလေကြရင်ကျွန်တော်တို့ကကျွန်တော်ကအခုဒီအရောင်ပြော professional ကိုမသိဘူးနော်ကျွန်တော်ပြော professional မှာကျွန်တော်လေးစားအကြရတယ်ကျွန်တော်အဲ့တော့တကယ်တော့တကယ်ကျွမ်းကျင်ဂီတကိုတကယ်တက်မြောက်တဲ့လူအဲ့ကြောင့်လည်းသူစီတင်တဲ့ပွဲလေးရန်ကောင်းတာသူဒါ professional major ဒါပေမဲ့နိုင်ငံရေးမှာတော့နော်နိုင်ငံရေးမှာတော့တကယ်ကြောင်းချီးစောက်တလွဲအဲ့တော့ကျွန်တော်ပြောချင်တာဒီရပါအဲ့တော့အောက်ကသူ audio ရတယ်အကုန်လုံးကစုပြီးတော့ဟာဒါပြောတာမှန်တယ်ဆိုရင်အေးဒီပေါ့ impress ကိုရန်နေလို့အပြည့်ဆိုင်ရလေးလေးလေးလို့တတ်မှတ်ပေးလိုက်ကျွန်တော်ပြောတာ လူတိုင်းအောင်လွဲတာရှိပါမယ်ကျွန်တော်လွဲတာကိုကျွန်တော်ပြောတာကျွန်တော်ရင်တော့ဖြစ်ခဲ့တဲ့ဟာကိုလည်းကျွန်တော်အဖြေမရသေးလို့ခုဒီဘယ်လိုသာပြောမှလည်းမသိဘူးကျွန်တော်ပလော်တာခြာပြီလေဒီရမှာဘာလို့လဲဆိုတော့အေး UNG အစီအစဉ်နဲ့နေခဲ့တဲ့ဟာကိုအခုကျွန်တော်ပလော်တာကျွန်တော်သိတယ်အာသာနီဆိုလည်းအဲ့လိုပဲကျွန်တော်ပလော်တာဟုတ်ကဲ့ငိုကြရလို့ပါကြာတိရပါဗီလာထဲမှာသူအထောက်ပံ့နေနေခဲ့တဲ့စပွန်ဆာတောင်းခဲ့တဲ့ UNG စပွန်ဆာနဲ့နေခဲ့လို့ကျွန်တော်ဘလော့ကြတာတားတိတာလည်းတိရပါငယ်ကတိုက်ဆိုင်တာမရှိအရင်တော့ကတော့ကျွန်တော်ကဒါတွေက ခံစားခဲ့ရတာဗျာဒီကမှာခုမှအခွေထွက်တယ်ဗျာလေးနဲ့လုံးကြိုးစားခဲ့ရအခွေတော့ပြီးအောင်တိတ်မချ3လလောက်ပဲရှိသေးတယ်အခွေရည်ထွက်တဆိုင်နော်ခါတော့လေနိုင်ငံကြီးသူတော်စင်းဆိုပြီးပြီးတော့လုံးနေတဲ့កောင်းတွေကသူတို့ရဲ့ professional life မှာတော့မှစောင့်ကြည့်កောင်းတွေកောင်းတွေမဟုတ်ဘူးဒါထားပါတော့အမေစုတို့လက်ထက်မှာတင်တာတွေအောင်ကြတာတွေဘယ်ရနေပြီးတင်တာတွေယူပြီးတော့ရေပန်းဥယျာဉ်တွေလောက်ကြတာတွေသူနာကစားခွင့်မှာရှယ်နေရာတွေမှာဆိုင်တွေဖွင့်တာတွေ ဒါအကက်ကောင်းတဲ့လူတွေကိစ္စတော့မပြောပါဘူးဘယ်သူ့ကိုပြောလဲဆိုတော့ဒီမှာကျွန်တော်ဆိုလိုချင်တာဆိုဆိုလိုချင်တာတရားနိုင်ငံကြီးရောက်သွားတော့မှတကယ်နေရာကြီးကွာဖြစ်တော့မှရေရမတောက်ရနိုင်လေကျွန်တော်ပြောသေးရမှာဒေါ်လာကြီးကမြေပြင်မှာလည်းရှိပါတယ်ဘောလုံးမြေပြင်မှာကေတာကိုင်းပြီးစုံနေကောင်းနေလဲတာဘောလုံးဒေါ်လာကြီးပါပဲကျွန်တော်ပြောသလိုပဲမြေပြင်တိုင်းရဲ့လူတွေလည်းရပါတယ်ရှိုးဝဲလုပ်ချင်ရှိုးဝဲပဲတည်တဲ့တော့ဒါပိုကောင်းပါရှိုးဝဲကြားအသေးနဲ့ဈေးတွေစကားတွေကအကုန်လုံးကဒါဒေါ်လာကြီးတော့မရောက်ပါဘူးအေးဈေးတွေကအကုန်လုံး professional ဈေးတွေအကုန်လုံးပြန်ပေးရပါတယ် ဘယ်ပလေယာမှလည်းဒါငါတို့ဒေါ်လာကြီးဆိုဒါအိမ်မမဟုတ်တော့ဒါမဲဆောက်မှလည်းအကုန်လုံးအဲ့လိုပဲဒေါ်လာကြီးပွဲတော့လုပ်မယ်ဆိုပလေပလေယာကြီးကတော့ပါတာပဲဒါရဲ့လူဟာထတ်တော့အဲ့ငွေတွေကုန်ကျစရိတ်တွေကိုကြော်ပြီးမှလှူလို့ရတဲ့ဟာတွေကြီးပါမယ်ဘာပဲပြောကိုပတ်သားလေးဖြစ်တော့ကောင်းမဲတော်တော်များများမြင်ပါလေဒါပေမဲ့နားမလည်တာတခုလေးပါတရေနဲ့တိုင်းပြီးတော့ဒေါ်လာကြီးလုပ်မယ်ဆိုရင်တော့ဒီလောက်မျိုးဆက်လောကမှာတော့မှကိုညီလို့ကိုရဲ့ဒါဂျူနီယာလို့ ။အမျိုးသစ်မှလည်းအခုမကတ်နဲ့ကော်ပီတရှင်းတဲ့ဘုတ်တော့ကျွန်တော်မဆုခဲ့ပါဘူး။လုတ်ခဲ့တဲ့လူတွေကိုဒီလိုမျိုးလုတ်ခဲ့တဲ့လူကဒီတက်ပြနိုင်ငံကြီးလိုနေရမလား။ရဲရဲတောက်ပြီးတော့ဆောင်းနေစုပ်ဖြူစင်ပြနေရောခါရီရောစဉ်းစားကြလိဖြစ်တာပေါ့ဗျာတရားလို့။ဟာတာလေးပါ။အဲ့တော့ရှင်းရှင်းလင်းလင်းသိအောင်လို့ရှင်းရှင်းလင်းလင်းရှင်းရှင်းအောင်သိရတာ။အဲ့တော့ဒီသူကာကွယ်ရေး PDF တပ်ဖွဲ့ဝင်များကကြိုက်ထီရုဖျားဘူးလေး၁၈ဦးကိုဖမ်းဆီးခဲ့မှုတွင်စစ်ကောင်စီတောက်တိုင်၆ဦးမှအပကြံသူများအားယမန်နေ့ကပြန်လွတ်ပေးလိုက်ပြီဖြစ်ကြောင်းအမတ်နှစ်စစ်ဒေသခွဲအမတ်၂၈စစ်ပြူဟာကယနေ့ဧပြီ၁၉ရက်နေ့တွင်ထုတ်ပြန်သည် ကျွန်တော်တို့ချက်ချင်းပြန်မလုပ်ဘူးဆိုတာကကျွန်တော်တို့လွတ်လိုက်လို့စစ်ကောင်စီကသူတို့ကားကိုတခုခုအနယ်ပြုတ်ပြီးကျွန်တော်တို့လုတ်လိုက်တာပါဆိုပြီးတော့သတင်းမှထုတ်မှာကိုစိုးရိမ်နေပေါ့နော်ဒါမျိုးဖြစ်လာရင်ကျွန်တော်တို့အပေါ်ပြည်သူတွေတို့လောတို့လောမြင်လာမှာကို မလိုလားဘူးဟုအမှတ်28စစ်ပြူဟာမူကိုအေးမင်းထွန်းကပြောသည် ပြီးခဲ့သည့် April 5ရက်မွန်းလွဲပိုင်းတွင်ပဲခူးတိုင်းညောင်လေးပင်မှကြိုက်ထီယိုဖျားဘူးလာသူများတွင်ပြူစောတိများပါဝင်သည်ဟုသတင်းရသဖြင့်ကြိုက်ထီယိုတောင်ချေပြင်းမစခန်းကတက်ချောင်းတွင်ဖျားဘူးလေး၁၈ဦးကိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည် ထို့နောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးညောင်လေးပင်မှပြူစောတိကောင်းဆောင်ဆိုသူကိုလိုင်မင်းကိုမဲကြီးကိုကျော်ကျော်ဦးကိုလိုင်မင်းသားဖြစ်သူလင်းမောင်ဦးအကျန်းဖတ်နေနေရဲ့အဖွဲ့မှကိုတိန်ထင်းနဲ့ကိုလိုင်မင်းဇနီးဖြစ်သူမယမင်းတို့ကိုဆက်လက်ဖမ်းဆီးစစ်ဆေးနေပြီးကျန်သူများအားဧပြီ16ရက်နေ့တွင် လုံခြုံသည့်နေရာအထိ ရန်ပို့ကလွတ်ပေးလိုက်ပြီးဟုကိုအေးမင်းထွန်းကပြောသည်လက်ရှိဖန်ဆီးထားသူများသည်ပြစ်မှုများစွာကိုကျူးလွန်ထားကြောင်းတွေ့ရှိရပြီးစုံစမ်းစစ်ဆေးမှုများကိုဆက်လုပ်နေဆဲဟုဆိုသည်ရင်းကိစ္စရက်များကိုမကြခင်ပွင့်လင်းစွာချပြပေးသွားမည်ဟုလည်းဆိုသည်